မော်စိန်တုံးမိသားစုတစုကအိမ်အောင်ကြတာကြာနေခဲ့ပေမဲ့ခလေးမရသေးပါဘူးဒါကြောင့်သူ့ယောက်ျားကတရရောက်တော့မြုံနေတာလို့ထင်နေခဲ့တယ်ယောက်ျားရေထရထရရေထခတ်တော့ဦးထဲမှာလည်းရေတစမ်းမှမရှိတော့ဘူးနေရာတကာပြောနေရတော့တာပဲနေပင်ထုတ်အောင်ကိုအိတ်နေတာမင်းသွားခတ်ပါလားငါလည်းအသက်ကြီးပြီဟာမောတယ်ဘလို့လဲဆိုတာသိအောင်နင်းသွားခတ်ကြည့်ပါလား ဘာလို့ရှင်ဆွမ်းစမရှိတာလဲအတူနေလာလာလဲကြားလာပြီအခုတည်းလဲကလေးကိုမရနိုင်သေးဘူးငါ့ကိုပဲလာပြောနေတော့တာပဲဘယ်သူကမရနိုင်ဘူးပြောလို့လဲမရသေးတာပဲရှိတာပါဟဘယ်ချိန်ရှိနိုင်မှာအိတ်ပဲအိတ်နေတာဘာမှလည်းမလုပ်ဘူးဘာမှမလုပ်တာရေတိုင်းလုံးလုံးနေတာတော့နင်ကအားမရလို့ခိုင်းသေးတာလေကျမအဲ့လိုပြောတာမဟုတ်ဘူးရှင့်ရဲ့ညီလေးကအိတ်ပဲအိတ်နေတာကိုပြောတာဒီရောက်သားအတူနေပြီတတိတခြားငင်းခုန်နေကြပါတယ် ။တနေ့မှာတော့သူ့ယောက်ျားကိုသူများလို့သွားစုတောင်းကြည့်မယ်။ခလေးရလို့ရညာလို့ပြောလိုက်ပါရယ်။ယောက်ျားငါတို့အဖိုးစင်သားသွားစုတောင်းကြည့်မလား။ခလေးရရှင်ရလာမှာ။စမ်းကြည့်ကြတာပေါ့ကွာ။လာသွားရအောင်။ဒီရောက်တာသူတို့မျိုးဆက်ကိုလိုချင်တဲ့အတွက်ချက်ချင်းအဖိုးစင်နာကိုသွားဆုတောင်းကြပါရယ်အဖိုးဒီနေ့ကျမတို့လာတာကရာသီဥတုကောင်းအောင်လေယာဇမားကောင်းအောင်လာဆုတောင်းတာပါမိမငင်းပြောတာဟုတ်ရဲ့လား ငါတို့ကလေးလာတောင်းတာဟာညာစဦးလူကောင်းကျင်တာမဟုတ်ဘူး။ဟုတ်သားပဲမိသွားတာပြန်ဆမယ်ပြန်ဆမယ်။အဖိုးဒီနေ့ကျမတို့လာတာကမျိုးဆက်ကလေးရချင်လို့ပါ။ဒီအဖိုးကြီးကစွမ်းဆောင်ရည်မရှိလို့ကျမတခါမှကလေးမရသေးပါဘူး။မင်းကလေးလာတောင်းလာလားနတ်မင်းဒေဝရေငါအကြောင်းသိအောင်လာပြောတာလားအဲ့နောက်အသားငါပဲစားတဲ့မိန်းမကအနံ့ရတာနဲ့ပြုတ်အန်ချင်လာခဲ့ပြီးတတိရေပဲစားပါတော့တယ် ။လာရီကြလာတော့သူတို့အိမ်ကိုဓမြဝင်တိုက်ခဲ့ပါတယ်။ရှားဖွေစုဆောင်းလာသမျှပစ္စည်းတွေပါသွားခဲ့တာပေါ့။သူတို့ကမွေးလာမဲ့ကလေးအတွက်ရှားဖွေထားခဲ့တာပါ။မင်းတို့မှာရှိသမျှပစ္စည်းတွေအကုန်ထုတ်လာခဲ့။မဟုတ်လို့ကတော့ကလေးစားတွေပါထွက်သွားအောင်ပစ်ပလိုက်မယ်။မပစ်ပါနဲ့မပစ်ပါနဲ့ငါမိမကကိုဝင်ကြီးနဲ့ပါ။နေပစလေငါတို့နဲ့ပါဆိုင်လေ။ဓမြလာတိုက်မယ်ဆိုလဲခလေးမွေးပြီးမှလာပါလားမင်းတို့အကုန်ယူသွားပြီး ငါခလေးကိုဘာနဲ့ကြွေးမွေးရတော့မှလဲငါစိတ်ဝင်စားဘူးရှိရာအကုန်ယူမှာပဲဓမြဝင်တိုက်သွားပြီးနောက်သူတို့ရှာဖွေစုဆောင်းလာတာမှန်သမျှမျက်စိတမိတ်အတွင်းမှာပြက်ွယ်သွားခဲ့တယ်ခလေးနီးဖွားတဲ့အချိန်တုံးဆွဲလို့ရအောင်သူတို့လည်းသူများအလုပ်လိုက်လုပ်ဖို့စိတ်ကူးလိုက်တယ်ခလေးမွေးဖွားတော့မယ်ဆိုပေမဲ့မိမဖြစ်သူလည်းမတက်နိုင်တဲ့အဆုံးလုပ်တွေလိုက်လုပ်နေရပါတယ်တထဲကြီးတထဲကြီးကျမအလုံးလုံးချင်လို့ပါ ငကြခင်ကကျမတို့အိမ်ကိုဓမြဝင်တိုက်သွားလို့ရှိသမျှအကုန်ပါသွားပါပြီ။ကလေးမွေးဖွားတဲ့အချိန်ပတ်ဆက်မရှိမှဆိုလိုပါ။ကုညီပါနော်တထေကြီး။ပေးစရာအလုပ်က ရှိပါတယ်။ဒါပေမဲ့မင်းဘိုက်ကဒီလောက်တောင်ကြီးနေပြီ။လုံနိုင်ပါမလား။လုံနိုင်ပါတယ်။ဘာလို့နေနေလောက်စရာရှိရင်ကိုကျဉ်တတ်ပါပြီ။ဒါဆိုလဲသူများလိုခြံလိုက်လို့ဘိုက်ကြီးလိုဘာဖြစ်တယ်ညာဖြစ်တယ်လို့ဆင်ကြီးလာမပေးနဲ့။မဟုတ်လို့ကတော့ပတ်စံထက်ခံရမယ်။ ဒီလိုနဲ့မကြခင်မှာပဲမွေးကန်နေပြီမို့လို့ဗိုက်တီနာလာခဲ့တယ်။တထေးကြီးတထေးဟုတ်ပါတယ်။ငိုလေကျမတော့မပြောရသေးဘူးလေ။ညီနားဝင်တောင်းမယ်ဆိုတာငါသိတယ်။ဒါပေမဲ့ငါနားဝင်မပေးဘူး။အလုပ်လည်းမပြီးသေးဘူး။အလုပ်ကိုဒီလိုလာပြက်ကွက်လို့မရဘူးလေ။အလုပ်ဆက်လုပ်တရက်လောက်နားကျင်လို့ပါ။ဗိုက်အရန်နာလာလို့ခလေးမွေးတော့မယ့်အတိုင်းပဲ။ဗိုက်နာလဲအောင့်ထား။အခုကအလုပ်လုပ်ချိန်နားလို့မရဘူး။ အောင့်ထားလိုက်။မွေးကျင်တဲ့ဒီမှာမွေးပလိစေ။ဒီမှာလာညင်းမနေနဲ့သွားလှုပ်သွားလှုပ်တော့။ဒါပေမဲ့အာဒီဘွားတော်ကတော့ကွာအဲ့လောက်နားကျင်နေလဲနားဒါပေမဲ့ငါနိမ့်လာစာတဝက်နှုတ်မှာမရှိတော့လဲဘိုက်အောင်နေရတော့မနားရပဲတီးခတ်ပြီးအလုဆက်လုပ်နေရပါတယ်မဟုတ်ရင်သူတလာလုံးလောက်လာတာဘာမှရမှာမဟုတ်ပါဘူးနားရီအနှဲငယ်ကြာမှာတော့တီးမခံနိုင်တဲ့အဆုံးတစ်သိမ်းမရှိအောင်တစ်ပင်အောင်ခဏဝင်သွားလိုက်တာ လေးငိုတန်ထွက်လာခဲ့တော့တယ်။ကလေးလေးငွေးပြီလား။ကောင်းလိုက်တာငါသားလေးရတယ်။ငါကလေးကငွေးပြီတာနဲ့ချက်ချင်းလမ်းလျှောက်တက်နေပြီ။ကောင်းပါဗော။ချက်ချင်းလမ်းလျှောက်နိုင်တာက ကျွန်တော်တို့မျိုးဆက်လေးမြ мян ရွယ်ရောက်မြန်တာဗော။ဟုတ်တယ်နော်။ငါလည်းဘာမှ thank you ဆိုက်ဆရာမလိုတော့ဘူး။မွေးပြီးချက်ချင်းကြီးလည်းကောင်းတာဟဲ့ဟိုဘိုက်ကြီးတရဘယ်ရောက်သွားတာလဲသူအလုံများရှောင်းနေရလားငါတို့ဒီမှာငေါတော့လာထိုင်နေရလား ငါလစာဖြတ်လိုက်မှာနော်တထေးရယ်ကလေးလာမွေးတာပါပြီးရင်လုတ်ပြန်သွားလို့တော့မှာပါကောင်းပြီကိုယ့်ကိုကိုဂယူဆိုင်အလုံးဝင်ပြန်လာလို့သူများကဘယ်အလုပ်ပြစ်ထားပေးမနေနဲ့ဒေါ်တုတ်တယောက်ကလေးမွေးတာအာရင်ချိနဲ့မသွားပဲအပြိုတော့ကလို့အာရင်တိုးလာပါသေးတယ်ဒါလေအမေကိုဒီမှာထိုင်ဆောင်နေုံနော်ဘဲမှမသွားနဲ့နော်အမေအလုပ်ပြီးရင်အိမ်ခေါ်သွားမယ်မင်းရဲ့ဖေတွေ့ရင်အရန်ဝန်းတာနေမှာဟုတ်ကဲ့အမေ တော်တော်အစာဝမ်းသာပါတယ်။ตาလေးရတာတဲ့။မွေးလာလာနဲ့ချက်ချင်းကြီးငွားကလေးတိုင်းပဲ။ဒေါတော်လည်းကလေးမွေးဖွာပြီးအလုပ်ပြန်လာလုပ်ခဲ့တယ်။အလုပ်လုပ်ရင်ကလေးကိုလှလန်းကြည့်နေရတာပေါ့။မင်းသားကိုအဲ့လောက်စိတ်ပူနေအိမ်ပြန်လိုက်ပါတော့လား။ဒီလိုလုပ်တာကလုပ်ဖို့ကိုင်းပတ်တွေနစ်နာတယ်။တောင်းပန်ပါတယ်တထေ။ခဏနေရောကလေးငူတန်ထွက်လာခဲ့တယ်။အတန်ကတော်တော်ကျေတာနဲ့လာကြည့်လိုက်တဲ့အချိန်မှာတော့မွေးကသူ့သားကိုမျိုးနေပါပြီ။ ြက်တောင်မပြည့်သေးဘူးအမေကိုခွဲသွားပြန်ပြီငါဘဝကဘာလို့အလောက်တောင်ကန့်ဆိုးနေရတာလဲအိုင်ဖွေကလူကိုစားနေဘာလို့လွတ်ထားအောင်မလဲဘာလို့မတက်လိုက်တာလဲအမလီအကြီးကြီးပဲကြောက်စရာကြီးစိတ်ပိုင်းထွက်လိုက်ပါတော့ဒေါ်တော့ရဲ့ခမည်းကလေးကမွေးမျိုးခံနေရတော့ပြီသူလည်းကလေးကိုနှမျောလို့အောင်ငုံနေခဲ့တယ်သားလေးရဲ့ဒီတသက်အမေတို့ကုသိုလ်အတူလောက်လာတာနဲလို့ထင်ပါလေနောက်တသက်သာရှိခဲ့ရင် အမေတို့သားအမိဖြစ်ပြန်ပြီးမွေးခွားကြမယ်နော်။အဲဒီနောက်သူတို့မြင်နေတဲ့မွေကြီးကလည်းပြောက်ွယ်သွားပြီးကလေးလေးကရှိနေသေးတာကိုတွေ့တော့အပြေးသွားပြီးပွေ့ချီလိုက်တယ်။အမေဘာလို့ငိုနေတာလဲ။အမေကသားမွေမျိုးခံရပြီထင်နေတာ။မဟုတ်ပါဘူး။အဲဒီမွေကဒီနေရာကိုစောက်ရှောက်တဲ့မွေပါ။သူကကျွန်တော်ကနှစ်သားကနေလာမွေးဖွားလို့တဲ့။ကျွန်တော်ကိုယ်တော်ဒီစိန်နှုံးပေးလိုက်သေးတယ်။ဒါကိုသိန်းခါ ကျွန်တော်တို့မိသားစုကိုကူညီလိုက်မယ်လို့ပြောသွားသေးတယ်။ဒါဆိုလည်းကောင်းတာပေါ့သားရဲ့။ဒေါက်တုတ်အဲ့ဒီဆိုင်တော့ငါ့ကိုပေး။အဲ့လိုလှပတဲ့ပစ္စည်းကငါ့လိုပါရမီရှိတဲ့လူလက်ထဲရှိတဲ့နာမင်းတို့လိုစင်ရဲသားတွေကဒါတွေနဲ့မတန်ပါဘူး။မပေးနိုင်ဘူး။ဒီဆိုင်တုန်းကကျမသားလေးရဲ့ပါရမီအမှုနည်းနဲ့မရရင်တော့ကျန်းနီးတုံးရတော့မှာပေါ့။နင်းလှုပ်ထားတဲ့လစာက လုံးဝတုံညခစ်သွားမှာနော်။ဒီနေ့လှုပ်အားကလည်းငါမပေးဘူး။ နောက်နေလဲထလာကြမလို့တော့ဘူးအဲ့လိုကြတော့ဂေါတုံလည်းဆုံးခဲ့ရခတ်နေပါတယ်တထေးစီကသာပတ်ဆက်မရရင်သူတို့သားမိသားဖာထမင်းငတ်မှာအသေးကြပါပဲဒါကြောင့်စိန်နှုံးကိုပေးဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ကောင်းတယ်ညီဆုံးဖြတ်တာမှန်ပြီတန်မိုးရှိရဲ့ပစ္စည်းကငါ့လိုပါရမီရှိရဲ့လူနဲ့နေရမှာနင်ကငါ့ကိုစိတ်ကျဉ်းနှောင်းအောင်လုပ်ပေးတာဆိုတော့ငါနင့်ကိုအလောက်သုံးရက်နားပေးမယ်အိမ်မှာနေပြီးခလေးထိမ့်မော့ငါနင့်ကိုလာစာမဖြတ်ဘူး ဒီတလားစာလဲတော့မို့တက်ဝက်သွားတာဒီနေ့တော့ကျင်းတ်တယ်ကွာအမေဘာလို့အဲ့ဒီအဖိုးကြီးကိုစိတ်လုံးပေးလိုက်တာလဲနေမစေသားရယ်အမေရွေးချယ်စရာမရှိတော့လို့ပါအဲ့ဒီလိုမပေးအမေတလားစာကတုံးရပဲဖြစ်မှာလုံးလည်းရှိမှာမဟုတ်တော့ဘူးပြဿနာတုံးစရာမရှိရင်အမေတို့ငတ်လိုက်မယ်သားလေးအဲ့စိတ်နှုံးကအမေတို့ပြစ်စီးမှန်ရင်အမေတို့စီပြန်လာပါလိမ့်မယ်သားလေးရယ်အဲ့ဘိုးတော်ကဘာလို့သူအတင်းတောင်းတာလဲ ပြီးတော့ तू ကဘာလုပ်လဲ तू ကအမေတထေးပါတာအမေကအလုပ်လုပ်ပြီးတော့ तू လည်းပတ်စံပေးတာပေါ့ तू ပတ်စံမပေးရင်အမေတို့စားစရာတောက်စရာမရှိဘူးလေအမြန်ပြန်ရအောင်ယောက်ျားယောက်ျားဒီမှာလာကြည့်ပါဦးဘာလို့အလောက်အော်နေတာလဲမိန်းမရဲ့အမလီမိန်းမမင်းဘသူကလေးခေါ်လာတာလေဒါကျမတို့သားလေဒီနေ့အလုပ်သွားလို့တော့ဘာအရင်အောင်နေတာသားလေးကမွေးလာခဲ့တယ် မွေးမွေးချင်းမှာပဲလမ်းလျှောက်နိုင်တာဟာကောင်းလိုက်တာငါသားကနှစ်သားကနေမွေးဖွားလာတာနေမှာကျွန်တော်မွေးလာတော့မွေးကြီးကြီးတကောင်စိတ်နှုံးလာပေးတာဒါပေမဲ့အခုအမေတထဲကယူသွားလိုက်ပြီအဖေသားပြောတာဟုတ်ရဲ့လားမိမဟုတ်တယ်ဘာလို့သူ့ကိုသွားပေးလိုက်တာလဲအဲ့ဒါငါတို့သားဟာလေကျမလည်းမတက်နိုင်ဘူးရှင်စိတ်ဝင်စားမနေနဲ့တော့ကျမတို့စားဝတ်နေရေးကအရေးကြီးတာ အဲ့စိန်နှုံးကသားလေးရဲ့ပါရမီသားဆိုရင်တနည်းသားလေးစီပြန်လာလိမ့်မယ်နှမျောမနေနဲ့อืมမင်းပြောတာလည်းဟုတ်ပါတယ်ဒီနေ့သားလေးလည်းရှိတာဆိုတော့လာလာအိမ်မော်တက်ရအောင်ဒီနေ့သားလေးကိုအဖေခင်းကောင်းကောင်းလေးချက်ကျွေးမယ်တထေးဘက်မှာတော့သူအဲ့စိန်နှုံးကိုရလာပြီးတဲ့နောက်မှာသူ့အိမ်ဆောင်ရေးစီးပွားရေးတွေပြောင်းလဲလာခဲ့တယ်ဘာလို့လို့အရင်ကြီးကကုန်းအလုပ်သမားတွေကထွက်သားမရလည်းမရှိတော့ဘူးမိနေရာတိုင်းခံရသူက အွန်လိုင်းပေါ်ကနေငိမ့်ဆွဲနေလို့ပါတထဲကြီးတထဲကြီးအိမ်မှာရှိလားဘာကိစ္စရှိလို့လဲအထဲကြီးသွားတဲ့ပတ်စံကဘယ်ချိန်ပြန်ပေးမှာလဲဒါဘယ်နှလားအောင်ရှိနေပြီလဲဒီနေ့မပေးနိုင်ရေအောင်းတိတ်တော့မယ်အဲ့လိုရောမလုပ်ချင်ပါဘူးတထဲပတ်စံရှိမှအစ်စ်လာထည့်ခိုင်းလိုက်တော့ဘလို့လုပ်ရင်ကောင်းမလဲငါဘွားကဘာလို့ဒီလိုနှိမ့်ကြသွားတာလဲတားမရကလည်းထားခဲ့ယုံကြည်ရတဲ့တပည့်တွေကလည်းတစ္ဆာဖောင်းနဲ့တွေးကြည့်လေရင်နာလေးပဲ အခေးတယောက်ထိုင်မိုင်နေတော့ဒေါ်တုတ်တယောက်အိမ်ရှိကနေဖျက်လျှောက်လာခဲ့တယ်။ဟေးဒေါ်တုတ်လားဒေါ်တုတ်ဒီဘက်လာပါဦး။ဘာကိစ္စလဲ။ကျမအရေးကြီးနေတာ။တထေးနဲ့ထိုင်ပြီးစကားမပြောနိုင်ဘူး။ခဏလေးပါကွာလာခဲ့။ငါလဲတထေးဒီမှာငါယူလိုက်တဲ့စိန်တော့ငါပြန်ပေးပြီ။ဒီပစ္စည်းငါနဲ့မထိုက်ကြနာထင်နေ။သူငါလက်ထဲရောက်လာခရဲကငါဘဝတဖြည်းဖြည်းနဲ့နှိမ့်မိန်လာတယ်။ဘာလို့လို့အကုန်ရှုံးပေါ်တယ်။ ตาเมียလည်းပြစ်သွားမြေတွေလည်းတိုင်းခံရနဲ့ငါမှဘာမှမကြံတော့ဘူးယော့ကြံယူသွားလိုက်မင်းသားပါရမီပဲနေမှာပါအဲ့လိုကြတော့ဒေါက်တာတယောက်တော်တော်ပျော်သွားခဲ့တယ်သူ့သားပါရမီမို့လို့သူ့သားကိုအမြန်ယူသွားပေးလိုက်တယ်ညစ်တေကြလာတော့သူတို့မိသားစုကလည်းပြောထားတဲ့အတိုင်းတိုးတက်လာခဲ့ပါတယ်သူတို့ဘဝကလည်းတာယာကျော်ရှင်လာခဲ့တာပေါ့တထေးကတော့ယောဂါဖြစ်ပြီးသူ့စုရဲ့လူမရှိရနဲ့တည်သွားခဲ့တယ် သူကသူများကိုကူညီခြင်းစိတ်လည်းတစ်ခါမှမရှိသလိုသူများပစ္စည်းပါ အပိုင်လူခြင်းတဲ့အတွက်နောက်ဆုံးဘာမှမကြံပဲတည်သွားခဲ့ရတယ်။ဒါကြောင့်လောဘကဘာမှအတော့မဝင်ပါဘူး။ဇလန်းလေးကတော့ပြီးဆုံးသွားပါပြီ။